မကြာခင်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကော်မရှင်ကနေဥဆောင်ပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲကြီးကျင်းပတော့မှာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့မှရွေးကောက်ပွဲဝင်ပါတီတွေကနေမဲဆွဲစီယုံရေးတွေနဲ့ဒေသခံတွေကိုရွေးကောက်ပွဲမှာမဲထက်ဖို့အတွက်နိုးဆော်နေရတယ်လည်းရှိနေပါတယ်။ဒါကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးလွယ်လင်ရွာငံနဲ့ဖဲခုံမြို့နယ်မှာရှိနေတဲ့ဒေသခံပြည်သူတွေအနေနဲ့စစ်ကော်မရှင်ကနေကျင်းပမဲ့ရွေးကောက်ပွဲအပေါ် တုတ်ပြန်မှုနဲ့အမြင်သဘောထားအကြောင်းတွေကိုဒီပေါ်ကတ်မှာပြောပြသွားမှာဖြစ်ပါတယ်။ဒီပေါ်ကတ်ကိုကျွန်မနန်းခမ်းလောင်ကနေပဲဥဆောင်ပြောပြသွားမှာဖြစ်ပါတယ်။2020ရွေးကောက်ပွဲရလက်ကိုအတိအမှန်မပြုတ်ပဲနဲ့2021ခုနှစ်မှာတနိုင်ငံလုံးကိုအတင်းအဓမ္မအာဏာသိမ်းခဲ့ပြီးတော့စစ်ကော်မရှင်ဟာတရားဥပဒေစိုးမိုးရေးနဲ့ဒီမိုကရေစီစနစ်တွေကို စနစ်တကျဖျက်ဆီးပြီးတော့ပြည်သူလူထုတွေကိုနှစ်စင်နဲ့အမျှဖိနှိပ်တာတွေနဲ့အကြမ်းဖက်တာတွေလှောက်ဆောင်နေပါတယ်စစ်ကော်မရှင်ဟာနိုင်ငံရဲ့အတိုက်ခံတွေကိုနှိမ်နင်းဖို့ဖြစ်နိုင်ခြေရှိတဲ့ဒီမိုကရေစီစနစ်တွေကိုပြန်လည်ထူထောင်ဖို့နဲ့နိုင်ငံတကာတရားဝင်မှုရယူဖို့အတွက်နိုင်ငံရဲ့ထပ်ပေါင်းတစ်ခုအနေနဲ့ပြည်သူတွေနိုင်ငံတကာအဖွဲ့အစည်းတွေကနေပြီးတော့မှကန့်ကွက်ဆန့်ကျင်နေတဲ့ကြားထဲကအတူအရောင်ရွေးကောက်ပွဲကိုဒီနှစ်ဒီဇင်ဘာလ28ရက်နေ့ကနေစပြီးတော့အပိုင်း၃ပိုင်းခွဲထားပြီး ရွေးကောက်ပွဲကျင်းပသွားမယ်လို့ပြောထားပါဗါး2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာ အပိုင်းအသစ်2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာအပိုင်းနှစ်နဲ့2026ခုနှစ်နောက်ဆုံးပတ်ကိုအပိုင်းတုံးဆိုပြီးကျင်းပသွားမှာဖြစ်ပါတယ်။အဲ့ဒီရွေးကောက်ပွဲကိုရှင်ပြိုင်ကြမယ်။နိုင်ငံရေးပါတီစုစုပေါင်း58ပါတီရှိပြီးတော့တနိုင်ငံလုံးဝင်ရောက်ရှင်ပြိုင်မယ်ပါတီကြီး6ပါတီနဲ့တိုင်းဒေသကြီးပြည်နယ်အဆင့်တွေမှာဝင်ရောက်ရှင်ပြိုင်မယ်ပါတီ50ပါတီဖြစ်ပါတယ်။ ွေးကောက်ပွဲအတွက်ဝါရဖျံယုတ်တန်တွေကလည်းအာနာသိမ့်မှုကိုစန့်ကျင်ပြီးတော့ပုံမတွေနဲ့အချင်းချခံရဘူးတဲ့နမဲကြီးမင်းသားမင်းသမီးအဆူတော်မော်တယ်စတဲ့အမှုပညာရှင်အပါအဝင်ဝါရဖျံယုတ်တန်တွေမှာပါလှုပ်ဆော်ခါရတွေလည်းရှိနေပါဗျ။တစ်ဖက်မှာလည်းစစ်အာဏာရှင်ကိုလက်မခံဘဲကန့်ကွက်တဲ့ ERO တွေတော်လိုင်းအင်အားစုတွေအမှုပညာရှင်တွေနဲ့ပြည်သူတွေကိုဖမ်းဆီးအမှုဖွင့်နေရလည်းရှိနေပါဗျ။2025ဩဂုတ်လကစပြီးတော့ ကလေးလေးဦးအပါအဝင် လူ64ဦးကိုလူမှုမီဒီယာလှုပ်ရှားမှုတွေစတီကာတွေနဲ့လက်ကမ်းစာဆောင်ဖြန့်ဝေတာတွေမိခိုတွေပြောကြားတာတွေနဲ့ရွေးကောက်ပွဲကိုဝင်အောင်စွန့်ဖက်ခြင်းနောက်ဆက်ခြင်းလုပ်ရအတွက်ဖန်ဆီးခဲ့ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့အချို့မြို့နယ်တွေမှာလည်းရွေးကောက်ပွဲမဲဆက်စည်းရုံးရမှာပတ်စံပေးပြီးတော့ပါတီအင်ဂျင်နီယာတပ်ပေါ်ရိုင်းခရရရှိတယ်လို့အချို့တော်မြို့နယ်တွေမှာလည်းမက်လုံးပေးပြီးတော့မဲဆွေနေရလဲရှိနေပါတယ်။ အခုပြုလုပ်မဲ့အတူရောက်ရွေးကောက်ပွဲအပေါ်မှာပြည်သူလူထုတွေရဲ့စိတ်ဝင်စားမှုက အလွန်နှဲပါးနေရတယ်ကိုလည်းတွေ့နေရပါတယ်။ဒါကြောင့်ဒီအစီအစဉ်မှာစစ်ကော်မရှင်ရဲ့အတူရောက်ရွေးကောက်ပွဲအပေါ် အမြင်တဘောထားဘလို့ရှိလဲဘလို့ကြုံတွေ့နေရလဲဆိုတဲ့ဒေတာခန့်တွေရဲ့အတွေ့အကြုံတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်။လုံခြုံရေးအရာဒေတာခန့်တွေရဲ့အတန်တွေကိုခားရီဝိုင်းအဖွဲ့သားကနေပဲပြန်လည်ပြောပြပေးတော့မှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့တောင်ကြီးလွိုင်လင်ရွာငံမြို့နယ်ကဒေသခံတွေကိုခါရဝိုက်ကနေပြောမှကောက်ယူမေးမြန်းထားတဲ့အပေါ်ပြန်လည်ဖြေကြားထားတဲ့အခြေအနေတွေကိုခြုံငုံပြောပြပေးတော်ပါမယ်။ပရမအောင်ဆုံးဖြစ်တဲ့မိမိရဲ့ဒေသတွေမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှဘာတွေလှုပ်ရှားမှုရှိနေလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့မှ အခုလိုပြောပြသွားပါတယ်။တောင်ကြီးမှာတော့ရွေးကောက်ပွဲအတွက်ဆိုပြီးဆရာဆရာမနဲ့ရွာထဲကလူကြီးကိုခေါ်ပြီးမဲထဲပိုစီယုံရေးစင်းတယ် ယူကော့ပွဲကနေသူတို့အတွက်အသာနေတဲ့အပြောင်းလဲတစ်ခုလူချင်းလို့ပြည်သူစီကနေအကောင်းမြင်ခံချေလို့လုပ်တာဖြစ်တယ်။ရက်ွက်ထဲမှာလည်းသူတို့ပါတီတချင်းတွေဖွင့်ပြီးတော့စီယုံရေးစင်းနေတာတော့တွေ့တယ်။အခုကမဲဆွယ်တဲ့ကာလဖြစ်လို့လွယ်လေဖက်မှာလည်းယူကော့ပွဲအတွက်မဲဆွယ်စီယုံနေတာကိုတော့တွေ့ရတယ်။အရေလိုတော့ကြီးကြီးကျယ်လုံနေတဲ့ပုံစံမျိုးတော့မတွေ့ရဘူး။မြို့ထဲမှာတော့ဘုတ်ပြားတွေထောက်ပြီးတော့မဲဆွယ်နေတာကိုတော့တွေ့ရတယ်။ ူတို့ကတော့ရွေးကောက်ပွဲရဲ့ထောက်ဆန်တိုင်းပါပဲဘာလောက်ပေးမယ်ညာလောက်ပေးမယ်ပြီးတော့ဘာတွေပြောင်းလဲပေးပါမယ်ဆိုပြီးတော့မျိုးစုံမဲဆွေနေတာတော့ရှိတယ်ရန်ကန်နဲ့ပင်းနယဘက်မှာကရွေးကောက်ပွဲအတွက်မဲထည့်ရမယ်လူနာမယ်စီရင်တွေကိုရွာလည်ကဆေးရမှာလာကတ်ထားတယ်ခုနမယ်ပါမပါတွားကြည့်ဖို့လဲရွာတကြီးကပြောတယ်ဒေတာဥစည်းယုံနဲ့ပါတီအဖွဲ့ဆောင်ကရွာသားတွေကိုပုံကြီးကျောင်းမှာရွာလုံးကျလူစုအစည်းအဝေးတက်ခိုင်းပြီးတော့ electronic map စနစ်အကြောင်းမိတ်ဆက်ပေးတယ် ကျန်ခရီးပါတီကတော့ဘုံကြီးကျောင်းမှလူစုပေးဖို့ပြောပြီးစီယုံရင်လာစင်းတယ်လူတိုင်းကမသွားကြပါဘူးမဲပေးရမယ့်လူစင်းကထားတယ်သွားကြည့်ပါတချို့ကနမဲမားနေတယ်သွားကြည့်ကြပါပြောတယ်ပြောပြီးမဲ့လဲရွေးကောက်ပွဲကိုဘသူမှစိတ်မဝင်စားကြဘူးသူတို့ပါတီကတော့ PDF တွေမကောင်းကြောင်းနဲ့သူတို့ကောင်းကြောင်းကြီးပဲပြောသွားတယ်တခြားပါတီတွေတော့အတမကြသေးဘူး not that ပါတီတွေစီယုံရေးစနစ်အခါမှာမဲပေးဖို့အတွက်ဖိအားပေးစီယုံနေရာတွေရှိလားရှိခဲ့ရင်ရောအဲ့ဒီအပေါ်မှာဘယ်လိုမြင်လဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက် ပြီးတော့မှအခုလိုဆက်လက်ပြောပြသွားပါတယ်ဖိအားပေးစီယုံမှုတွေကတော့ရှိတာပေါ့ကြန့်ခိုင်ရေးဆိုရင်သူတို့ကိုမဲပေးမဲ့သူတို့လူတွေကိုတော့မဲအရေးဆွေးနေကြပြီလေပတ်စံပေးတယ်လို့တော့ပြောတာပဲသူတို့ကလည်းပါတီထဲဝင်လိုက်တော့စစ်မှုထံကေလုခွေရမယ်လို့တော့ပြောတယ်စစ်တပ်ကလည်းခြေချတော်တွေလည်းရှိတာပေါ့ ဲဒီနေ့ပတ်သက်ပြီးတော့ logo တွေတစိုက်တွေတော့မတွေ့ရအောင်ကျွန်တော်အမြင်ပြောရရင်ပြည်သူလူထုကတော့သူတို့ဖက်ပါတဲ့သူကမဲထဲချင်ကြတာပေါ့တော်လိုင်းရင်စိတ်ဝေစားတဲ့သူတွေပြီးတော့ဒီမိုကရေစီလိုလားတဲ့သူတွေကြတော့လဲသူတို့ဖိအားပေးစည်းရုံးနေကြတာလဲမဲမထဲချင်ကြဘူးလေဒါပေမဲ့မဲမထဲလို့လည်းမရဘူးရွေးကောက်ပွဲအတွက်ပါတီစုံတွေကနေစည်းရုံးရေးဆင်းပြီးတော့ဖိအားပေးမဲပေးခိုင်းတဲ့အခြေအနေအပေါ်အမြင်တဘောထားကိုလည်းဆက်လက်ပြောဆိုထားပါတယ်အချို့နေရာမှာကတော့ သူတို့ရွေးကောင်းပွဲအတွက်တိုင်းရနေလာတဲ့နည်းဖိအားပေးရတယ်တော့တိတ်မပေါ်လွေဦးလေတွေ့ဝဲနီလာကနေပြီးတော့အများကြီးအကျိုးတရားမှုတွေရှိနိုင်တယ်အကယ်၍ကိုကခရီးသွားတဲ့ချိန်မှာဆိုရင်မဲပေးပြီးပြီလားမဲမပေးသေးဘူးဆိုရင်သူတို့ဖဲကနေကြည့်တာတွေကြောက်ရနိုင်တယ်ပြီးတော့ကိုရဲ့လှုပ်ချော်ရေးအပေါ်ကိုလည်းလာပြီးတော့အကျိုးတရားမှုတွေရှိနိုင်တယ်လေစီပွားရေးတမရီဆိုရင်လည်းမဲမပေးရင်မဖြစ်မဲညဖြစ်မဲပေါ့ အခုချိန်မှာဆိုရင်အမှုပညာရှင်တွေရွာထဲကအထင်ကရဖြစ်တဲ့ပုံကိုယ်တွေအများပြားကိုလည်းအတုံးချပြီးတော့ယူကောက်ခွဲစီယိုကြီးလှုပ်ဆောင်တာတွေရှိနေတယ်။အကယ်၍ကိုကပေမဲ့ဖြစ်အောင်လုပ်မယ်ဆိုရင်လည်းသူတို့ဖက်ကနေပြီးပေမဲ့မရှိအောင်လုပ်ထားတော့ပေမဲ့ဖြစ်အောင်လည်းပေးလို့မရဘူးပေါ့နော်။တက္ကသိုလ်တွေမှာဆိုယူကောက်ခွဲနဲ့ပတ်သက်ပြီးအသိပညာပေးလုပ်ငန်းတွေကိုလုပ်နေတာတွေရှိတယ်။အဓိကကတော့ယူကောက်ခွဲနဲ့ပတ်သက်တဲ့တည်တင်းတိထိုက်တဲ့အသိပညာပေးလုပ်ငန်းတွေကိုပေးတာမဟုတ်ပဲ တို့ကရွေးကောက်ပွဲကိုဘယ်လိုမဲထဲရမဲဘယ်လိုလုပ်ရမဲစသဖြင့်ပေါ့နော်တို့လှုပ်ဆောင်ချက်တွေကိုပို့ဝီတီအောင်လုပ်တဲ့ပုံစံမျိုးပဲဖြစ်တယ်။တက်ကလူတွေမှာဆိုတော့ចောင်းသားစီးရင်အတိအကျတို့စီမှာရှိတယ်လေနော်။ဆိုတော့တက်ကလူចောင်းသားတွေအနေနဲ့မဖြစ်မနေမဲပေးရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။ရွေးကောက်ပွဲဖြစ်လာခဲ့ရင်ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့အခုလိုပြောပြထားပါသေးတယ်။ရွေးကောက်ပွဲဖြစ်လာရဲ့အကျိုးဆက်အနေနဲ့ဘယ်လိုမျိုးဖြစ်လာနိုင်လဲဆိုတာကိုပြောရရင် ဒေသချင်းနေငိတ်ချက်မှုကရှိလာဖို့ဝေးသွားပြီဘာလို့လဲဆိုတော့ချင်းခရင်ပါတီနေသွားမယ်ဆိုရင်ချင်းခရင်ဖက်ကလူတွေကအရင်က NLD ကိုမဲထက်ခဲ့တဲ့လူတွေရက်ွက်တွေအုပ်စုတွေကိုပုံပြီးဖိနှိပ်လာတာမျိုးတွေဖြစ်လာနေတယ်ပြီးတော့အကြမ်းဖက်မှုတွေပုံပြီးဖြစ်လာနေတယ်ကြီးနေငင်းင်းတွေဖြစ်လာနေတယ်လူငယ်တွေအခွင့်အရေးတွေပိုပြီးဆုံးဆုံးလာနေတယ်လို့မြင်တယ်ဗောလေစစ်ကော်မရှင်ကလည်းရွေးကောက်ဝက်ဖြစ်လာရင်သူတို့ကရွေးကောက်ခံဆိုးရဖြစ်သွားမယ် legitimacy လို့ခေါ်တဲ့တရားဝင်မှုဖြစ်သွားမှာပေါ့နော်သူတို့ဖက်ကနေအဓိကအဖြစ်တရားဝင်မှုဖြစ်ဖို့ကိုလိုချင်တာပေါ့လေသူတို့ကအားလုံးကိုပုံမှန်အခြေအနေတိုင်းပြန်ဖြစ်သွားအောင် ပြန်လည်ပုံဖော်လာနိုင်ပြီးနိုင်ငံတကာကိုမြန်မာနိုင်ငံကြီးကအရင်တည်းပုံမှန်ပြန်ဖြစ်သွားပြီဆိုတော့ပုံစံမျိုးဖမ်းပြီးတော့လိပ်ပြလုံလုံနေကြမှာအသေးချပဲသူတို့ပုံမှန်လုံနေကြမတရားဖမ်းဆီးမှုတွေတပ်ဖြတ်မှုတွေဟိုကန်တဒီကန်တပုဂ္ဂယဥပဒေတွေကိုပို့ပြီးတော့လုံလာနေတယ် မြန်မာနိုင်ငံကြီးကပိုဆိုးတဲ့နိုင်ငံတနေငါဖြစ်လာမှာကိုမြင်ယုံနေမိတယ်။ပညာမသားတဲ့ပေါက်ကရ40လူတွေကနိုင်ငံကိုတဲအုပ်ချုပ်မှာဆိုတော့နိုင်ငံတော်ကြီးကတော့တရွေ့ပြည်တွေ့အနောက်ဖက်ကိုပဲဦးတည်သွားဖို့ပဲရှိမှာ။နိုင်ငံတကာရဲ့အာရုံကိုလက်စားဖို့အတွက်လည်းလောက်တာဖြစ်နိုင်တယ်လေ။ငါတို့ရဲ့ကတိအတိုင်းရွေးကောက်ပွဲကိုပြန်လုပ်ပေးပြီးနိုင်ငံတော်ကြီးကလည်းပြန်လေအေးချမ်းလာပြီဆိုတာမျိုးပေါ့။ သူတို့ကတော့ယတမြအကုတ်လက်ဝါကြီးအုပ်ပြီးတော့နိုင်ငံသွေးလူထုတွေအတိအမှပြုမှုတစ်ခုခုကိုရအောင်ယူမယ်ပြီးတော့ပုံမချဲလဲလာကြမှာပဲလေနောက်ထပ်မိခွန်းကရွေးကောက်ပွဲဟာစစ်မှုထမ်းဥပဒေအပေါ်ဘလို့အကျိုးတရားမှုတွေအပြောင်းအလဲတွေရှိနိုင်လဲဆိုတဲ့ပေါ်ကိုအခုလိုပြောပြထားပါတယ်တချို့နေရာမှာပါတီဝင်ဖြစ်ရင်စစ်မှုမထမ်းရဘူးပြောပေမဲ့စစ်မှုထမ်းလူစည်းရေးမှာပါလာတာပဲလေသူတို့ခါရမဲ့လူလောက်ပဲလွတ်မယ်ထင်တယ် အခြားလူငယ်တွေပေါ်လဲအကျိုးတရားမှုတွေကပိုပြီးဆိုးလာနေတယ်။ဘာလို့ဆိုဒါကသူတို့တရားဝင်အစိုးရဖြစ်တာကြောင့်နိုင်ငံအတွက်လူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းတာတို့ဖြစ်နေတယ်။အခုအချိန်ထိတော့အမျိုးသမီးစစ်မှုထမ်းတွေကတော့မတွေ့ရသေးပေမဲ့နောက်အချိန်မှလည်းရှိလာနိုင်တာပဲလေ။အမျိုးသမီးတွေကိုအယောင်ဝဲတစ်ခုအနေနဲ့အောင်ခံရောင်းစားရတွေလည်းဖြစ်လာနိုင်တယ်။ရွေးကောက်ပွဲကလက်ရှိမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ပဋိပက္ခတွေကိုဘယ်လိုအပြောင်းအလဲဖြစ်စေနိုင်လဲဆိုတာကိုတော့ ွေကောက်ပွဲဖြစ်လာရင်မြန်မာနိုင်ငံကတော့ပလိပခတ်တွေချုပ်ငိသွားမှာမဟုတ်ဘူးပေါ့လေပလိပခတ်တွေပို့ပြီးတော့ကြီးထွားလာလိမ့်မယ်လို့မြင်တယ်ရွေကောက်ပွဲကာလရွေကောက်ပွဲအလွန်ကာလမှာရောဒီရွေကောက်ပွဲမတိုင်ခင်အထက်အကြက်ဖက်မှုတွေပို့ပြီးများလာနိုင်တယ်စစ်ကောင်စီရဲ့တွဲထွဲပွားတစ်ခုလည်းဖြစ်နေလေတိုင်တားနဲ့မြေတွေမှာရောသူတို့လက်လွတ်ထားတဲ့နေရာတွေရောသူတို့အောက်ဆိုးထားတဲ့နေရာတွေတရပါပလိပခတ်တွေပို့ပြီးတော့ကြီးထွားလာနိုင်တယ် ECE ထိုးထားတဲ့အဖွဲ့တွေကလည်းထောက်ခံတာလည်းမဟုတ်မထောက်ခံတာလည်းမဟုတ်50 50ရှိနေတယ်လို့မြင်မိတယ်။ရွေးကောက်ပွဲကြီးတော်ပြီးသွားပြီပဲလက်နက်ကိအဖွဲ့တွေလည်းလက်နက်ချသိမ်းပြီလားဆိုပြီးပြည်သူအကြားဝေဝါးမှုတွေကိုဖန်တီးလာနေတယ်။အခုရွေးကောက်ပွဲကလည်းနိုင်ငံတကာကလက်ခံတာလည်းမဟုတ်ဘူးဆိုတော့သူတို့ဘက်ကနေပြီးတော့အကြမ်းရဲနေတာလည်းဖြစ်နေပါတယ်။အခုဆိုရင်ပြိပခါတွေပြန်ဆလာနေပြီလို့မြင်မိတယ်။လိုင်းဘော်တွေမှာဆိုရင်နှုတ်ဦးတစ်ဖက် အပြိန်ဆိုင်ကန့်ကွက်တဲ့အဖွဲ့နဲ့ထောက်ခံတဲ့အဖွဲ့တွေကြားလှုပ်ရှားမှုတွေတော်တော်များများပိုလှုပ်လာနေကြတာတွေ့မြင်နေရတယ်။ပြည်တွင်းစစ်ဆိုရင်လည်းပိုဖြစ်လာနေတယ်။စစ်ကောင်စီဖက်ကလည်းမဖြစ်မနေဖြစ်အောင်ကိုလုပ်မှာဒေါ်လာရေးဖက်ကလည်းရတဲ့နီလာနဲ့ဆက်ပြီးတော့ကန့်ကွက်နေတာတွေရှိနေတယ်။နှုတ်ဦးနှစ်ဖက်ဆက်ဆံရေးပိုတင်းမလာပြီးပိုဆိုးရွားတဲ့အခြေအနေပဲဖြစ်လာဖို့ပုံများပါတယ်။ရွေးကောက်ပွဲကိုမိမိအနေနဲ့ပြည်သူတို့အနေနဲ့ဘလို့မြင်တယ်လဲဆိုတဲ့အပေါ်မှာကိုဒေတာခန့်တွေကအခုလိုပြောဆိုလာပါတယ်။ လက်မခံပါဘူးအတူရောင်ဆိုတော့တိနေတာပဲပြည်သူတွေကသူတို့ပါတီကိုမှမကြိုက်တာစစ်တပ်ကိုမကြိုက်တယ်လည်းပါတယ်တရားမျက်နှာမှုကိုမြင်နိုးတဲ့လူငယ်တူအနေနဲ့မတရားတဲ့ရွေးကောက်ပွဲကိုလောဝလောဝလက်ခံနိုင်စရာကြောင့်လောဝမရှိဘူးမိမိတတ်နိုင်တဲ့ဖဲကနေတလရကိုတော့ဆက်လက်ကူညီတော့ဖို့အစဉ်တည်းပဲကျွန်တော်မြန်မာနိုင်ငံသားတယောက်အနေနဲ့လောဝလက်မခံပါဘူး ဒီဟာကဘယ်လိုမျိုးလဲဆိုရင်စစ်ကောင်စီကအကြဖက်မှုကိုကျူးလွန်ပြီးမှဒါကသူတို့ကိုအေးအေးယူမှုတွေမလောက်ရသေးဘူးပေါ့နော်အချက်လက်တွေဆူဆောင်းနေတော့ဖြစ်တယ်သူကတရားဝေအစိုးရဖြစ်ရင်နိုင်ငံကိုချုပ်ချယ်ချင်တာချုပ်ချယ်မယ်လူငယ်တွေအတွက်လှလန့်ခွေတွေကျွန်တော်တို့ရဲ့တန်းတူညီမျှမှုတွေကဆုံးချုံသွားနိုင်တယ်ဒါကြောင့်ကျွန်တော်အနေနဲ့လက်မခံဘူးပါတီစုံရွေးကောက်ပွဲလဲဟုတ်မနေဘူးလေဒါကသူတို့အတွက်တပါတီကြီးစိုးထားတဲ့ရွေးကောက်ပွဲတာဖြစ်တယ် ဒီဟာကကျွန်တော်တို့အမှန်တကယ်လိုလားတဲ့ဒီမိုကရေစီရွေးကောက်ပွဲလည်းမဟုတ်နေဘူး။တိုင်းသားတွေတကယ်လိုလားတဲ့ရွေးကောက်ပွဲလည်းမဖြစ်ဘူးဆိုတော့ပလိပခါတွေပိုကြီးထွားပြီးတော့စစ်ရေးတွေပိုတင်းမာလာနိုင်တယ်ဆိုတဲ့အရာမျိုးတွေကိုကျွန်တော်မြင်တယ်။မချိုက်ဘူး။ကျွန်မကတော့လုံးဝမချိုက်ဘူး။တရားမြတ်တာတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့လည်းမမြင်မိဘူး။တာဟာပြည်သူတွေကိုလက်စားဖို့အတွက်လုပ်တဲ့အတူရောက်ရွေးကောက်ပွဲတစ်ခုပဲဖြစ်တယ်။တချို့တွေကတော့နိုင်ငံရေးထွက်ပေါက်တစ်ခုဖြစ်တယ်လို့တော့သုံးသပ်ကြတယ်။ ခွင့်အရေးတွေအကုန်လုံးကိုပိတ်ပင်ထားပြီးလှုပ်တာကတော့လုံးဝအဆင်ပြေမနေဘူး။လှုပ်ပွဲတစ်ခုအနေနဲ့ပဲကျွန်မမြင်မိတယ်။ No justice, no fair, no independent လို့ပဲမြင်တယ်။သူတို့လှုပ်ချင်တာတွေလှုပ်ပြီးလူခွင့်အရေးတွေအကြီးအကျယ်ချိုးဖောက်နေတာကိုတော့လက်ခံနေစရာအကြောင်းမရှိပါဘူး။နောက်ဆုံးတစ်ခုအနေနဲ့ဖေခုံမြို့နယ်ရဲ့လူမြောက်နေမြေတစ်ခုမှာရောက်နေတဲ့စစ်ပေးရှောင်းအမျိုးသားတအူးကနေစစ်ကော်မရှင်ကနေပြုလုပ်မဲ့ရွေးကောက်ပွဲအပေါ်အမြင်တဘောထားကိုလည်းအခုလိုပြောပြထားပါတယ်။ ကျွန်တော်တို့ကလူမြောက်နယ်မြေမှာနေတော့ရွေးကောက်ပွဲဧရိယာထဲမှာလည်းမပါဘူးလေမဲဆွယ်စီရောက်တဲ့တွေတော့မရှိဘူးစစ်ကောင်စီကခုလိုရွေးကောက်ပွဲလောက်တာကစစ်ရေးမာရောမြေပြေမာရောအဆဆရရာသူတို့ရှုံးနေတော့သူတို့အတွက်ရွေးကောက်ပွဲကထွဲပွားတစ်ခုအနေနဲ့ဖန်တီးချေလို့ဖြစ်မယ်သူတို့ကပြည်သူတွေကနေရွေးကောက်တင်မြောက်တဲ့အဆိုရဖြစ်ကြောင်းပြီးတော့နိုင်ငံတကာစီမှာအရေးပေးခံရဖို့ပြည်သူကသူတို့အဆိုရမဟုတ်ဘူးဆိုတာကိုငြင်းဆန်လို့မရအောင်ဖန်တီးချေလို့ဖြစ်မယ် ီမိုကရေစီစံတဲ့ရွေးကောက်ပွဲပြည်သူလူထုကနေရွေးကောက်တင်မြောက်တဲ့တရားဝင်အစိုးရဖြစ်ချင်လို့ပဲဖြစ်မယ်။ဒါပေမဲ့ရွေးကောက်ခံတဲ့ပါတီတွေကသူတို့ဖက်ပါတဲ့ပါတီလောက်ဝဲဝေပြန်ခွင့်ရှိတယ်ရော။ဝါဒဖြတဲ့ရုပ်ရှင်တွေလည်းတွေ့ရတယ်။အမည်မတူတဲ့သူတွေကိုလည်းဖမ်းဆီးပြီးတော့ထောက်ချတာတွေလည်းမြင်နေကြားနေရတာပေါ့။ဒါကြောင့်ဒီရွေးကောက်ပွဲကအတူအရောင်ရွေးကောက်ပွဲပဲလေ။ဘယ်တော့မှစစ်မှန်ပြီးတော့မှန်ကန်တဲ့ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာအကြောင်းမရှိဘူးလို့မြင်တယ်။ ရွေးကောက်ပွဲကာလဖြစ်နေတော့လှုပ်ချော်ရေးတည်ကြတာတွေအစီအစီအဖန်စီးတွေပိုများလာတော့ပေါ့ဖြက်လေဖြက်လဲပိုလောက်လာကြတယ်အခုလိုကာလမှာစစ်ကောင်စီစုံမိုးတဲ့နယ်မြေတွေဆိုခရီးမထွက်ရတော့ရွေးကောက်ပွဲရဲ့ကောက်ကြိုကတော့မရှိဘူးလို့မြင်တယ်ဒါပေမဲ့မဲဆွဲကာလမှာတော့ပြည်သူတွေအမြင်ကြည့်အောင်ရှော့ပေါ်ပေးရတယ်လည်းရှိမှထင်တယ်တချို့ပါတီတွေကတော့သူတို့ကိုမဲထဲအောင်စေမှုထံကိစ္စတွေဆွေးနွေးပေးတာတွေညှိနှိုင်းပေးတာတွေလုပ်မယ်လို့တော့ကြွေးကြော်ပေမဲ့ တော်လိုင်းကာလမပြီးတဲ့ရွေးရတော့စစ်မှုထံကဆက်ရှိနေအောင်ပါပဲပြည်သူတွေကိုတတ်ဖြတ်တာတွေဖန်ဆီးတာတွေလည်းရှိနေအောင်ပါပဲဒါကြောင့်ကျွန်တော်အနေနဲ့ကတော့ဒီရွေးကောက်ပွဲကိုလောဘလက်မခံပါဘူးရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးလွိုင်လင်းရွာငံနဲ့ဖဲခုံမြို့နယ်မှာရှိတဲ့ဒေသခံပြည်သူတွေအနေနဲ့စစ်ကော်မရှင်ကနေကျင်းပမဲ့ ရွေးကောက်ပွဲအပေါ်မှာတုတ်ပြန်မှုနဲ့အမြင်တဘောထားတွေနဲ့ပတ်သက်ပြီးတော့ဒေတာခန့်ရအတန်တွေကိုခားရဝိုက်ကနေပြန်လည်ပြောပြပေးတာဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့မိမိရဲ့ဒေတာတွေမှာဖြစ်ပျက်နေတဲ့လူခွေရချိုးဖောက်မှုအခြေအနေနဲ့လူငယ်တွေရဲ့အတန်တွေကိုဖော်ထုတ်ရှင်းတယ်ဆိုရင်ခားရဝိုက်ရဲ့တက်ဆိုင်ရမီဒီယာချက်ပေါက်တွေမှာလုံခြုံစိတ်ချစွာတင်ပြပို့နိုင်ပါတယ်။အတုအရာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမြင်တဘောထားတွေဘယ်လိုရှိတယ်လဲဆိုတာကိုလွတ်လပ်စွာမှတ်ချက်ပြုဆွေးနွေးနိုင်ပါတယ်။ အခုနားဆင်နေခဲ့ရတဲ့အကြောင်းအရာတွေကို ကျမတို့ခိုင်ရင်ဝိုင်းကနေတင်ဆက်နေတာပါခိုင်ဝိုင်းပေါက်ကအစစင်တွေကို Facebook YouTube TikTok နဲ့ Telegram Channel တို့မှာအပတ်စဉ်တိုင်းနားဆင်နိုင်ပါတယ်နောက်ပေါက်ကတွေမှာပြန်ဆုံကြရအောင်ရှင်ကျမ Agree ပါ